မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်တွင်မင်းအောင်လှိုင်ကတနင်္ဂနွေမှစစ်တိုင်းမှုများကိုနရက်တာအစည်းအဝေးခေါ်ယူထားပြီးစစ်စင်ရေးကိစ္စများအ धिक ဆွေးနွေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ အကြံပေးစစ်ကောင်ဆောင်မေအွန်လိုင်းကနေပြည်တော်တွင်တိုင်းနိုင်ငံလုံးမှစစ်တိုင်းမှုများကိုနှရက်တာအစည်းအဝေးခေါ်ယူထားပြီးစစ်စင်ရေးကိစ္စများကိုအဓိကချဆွေးနွေးလျက်ရှိကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုပါရယ်။ယမန်နေ့မေလ15ရက်နေ့မှယနေ့မေလ16ရက်နေ့အထိနေပြည်တော်တွင်စစ်တိုင်းမှုများကိုမေအွန်လိုင်းကအစည်းအဝေးခေါ်ယူခဲ့ခြင်းဖြစ်ပြီးယင်းအစည်းအဝေးမှာလေးလပတ်အစည်းအဝေးကဲ့သို့ပင်ဖြစ်ကြောင်းသိရှိရပါရယ်။ လေးလပတ်အစည်းအဝေးတွေမလုပ်ခဲ့တာကြာပြီအခုကတော့လေးလပတ်အစည်းအဝေးလိုမျိုးခေါ်တာပါအစည်းအဝေးကမနေ့ကဒီနေ့နှစ်ရက်ပါတရားတလောက်တော့နေမေစိုးမိုးရေးပြန်ရဖို့ ਨੇ စစ်စင်ရေးကိစ္စတွေကိုအတိကထားဆွေးနွေးကြတယ်လို့သိရပါတယ်ဟုစစ်ဘက်သတင်းရင်းမြစ်တစ်ခုကပြောဆိုပါတယ်လက်ရှိမေအောင်လိုင်းက မေလ9ရက်နေ့မှမေလ10ရက်နေ့အထိရုရှားနိုင်ငံသို့သွားရောက်ခဲ့ပြီးတရုတ်သမ္မတရှီကျင်းပင်နှင့်တွေ့ဆုံခဲ့ရတွင်မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာလွတ်လပ်ရေးနယ်နိမိတ်ပိုင်ဆိုင်မှုနှင့်နိုင်ငံတည်ငြိမ်ရေးလှုပ်ဆောင်မှုများကိုလည်းထောက်ခံသည်ဆိုသောတရုတ်သမ္မတထံမှကတိကဝတ်ရရှိခဲ့ပြီးနောက်ပုံမှုဆိုရသောလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်လာခဲ့ကြောင်းစစ်တိုင်းမှုများနှင့်ယခုအစည်းအဝေးအပြီးတွင်လည်းပြင်းထန်သောစစ်ကြောင်းထုတ်မှုများပေါ်လာနိုင်သဖြင့်ထော်လရေးအားစုများနှင့်ပြည်သူများအတွက်သတိထားရလိမ့်မည်ဖြစ်ကြောင်းနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကသတိပေးပြောဆိုပါရယ် ဆက်လက်ပြီးမိတီလာတွင်ဆိုင်ကေကယ်ရီသမားမောင်ချစ်ဝင်းကိုစစ်တပ်ကဖမ်းဆီးသွားပြီး350ဖြစ်ရွေးယူရဲအကြောင်းကြားကမောင်ချစ်ဝင်း၏အလောင်းကိုသာမိသားစုထံသို့ပြန်ပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမိထီလာမြို့နယ်တွင်ဆိုင်ကယ်ဂရီသမားမောင်ချစ်ဝင်းကိုစစ်တပ်ကဖမ်းဆီးသွားပြီး350ဖြင့်ရွေးရရမိပါများကိုအကြောင်းကြားပြီးနောက်မောင်ချစ်ဝင်း၏အလောင်းကိုသာမိသားစုထံပြန်ပေးကြောင်းတည်ဆုံသူ၏မိစေများကသတင်းဌာနသို့ပြောဆိုပါရသည် မေလ17ရက်နေ့ကစုံလာပြင်းနေ့မိတီလာမြို့နယ်အန်တူးကျေးရွာမှာဆိုင်းကယ်ကယ်ရီသမားအသက်23နှစ်အရွယ်မောင်ချစ်ဝင်းကိုရွှေမြင့်တင်ဖျားရှိတွင်စစ်တပ်ကဖမ်းဆီးသွားခဲ့ကြောင်းယင်းနောက်မေလ17ရက်နေ့ညပိုင်းမောင်ချစ်ဝင်းကို350ဖြင့်လာရွေးရန်မိဘများကိုအကြောင်းကြားလာကြောင်းမိဘများကလည်းမေလ12ရက်နေ့နံနက်ပိုင်းတွားရောက်ရွေးယူရန်တပ်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးဝင်းမြင့်ကျော်ထံသို့အကူအညီတောင်းခဲ့ကြောင်းသိရပါတယ်မေလ12ရက်နေ့နံနက်တနားီအချိန်မောင်ချစ်ဝင်းဤမိဘများထံသို့စစ်တပ်ကဖုံးဆက်လာပြီးဖမ်းဆီးထားသောတာဖြစ် ြစ်သူမောင်ချဝင်းတည်ဆုံသွားပြီဖြစ်၍အလောင်းလာရင်အတိပေးလာကြောင်းသိရှိရပါသည်မီလာ၁၄ရက်နေ့မှာတကြိုလိုက်တဲ့မောင်ချစ်ဝင်းကိုဖမ်းဆီးနှိပ်စက်ပြီးတပ်ပြစ်လိုက်တာပထမသိန်း90နဲ့ရွေးခိုင်းလို့မနက်ပိုင်းမှာတွားရွေးဖို့လုပ်နေတော့စစ်တပ်ကအလောင်းလာယူခိုင်းတာဖုံးဆက်တဲ့အတန်ဖိုင်ကိုအမတ်တရေစကန်ကတပ်တီအဖြစ်သိမ်းယူသွားတယ်ဟုတည်ဆုံးသူ email တွေကရှင်းပြပါတယ် တည်ဆုံးသောဆိုင်ကယ်ကယ်ရီသမားမောင်ချေဝင်းကိုစစ်တပ်ကဖမ်းဆီးသည့်အကြောင်းရင်းကိုမသိရှိရသေးပေအဓိကဖမ်းဆီးငွေညစ်သည့်သဘောဖြစ်ကြောင်းတည်ဆုံးသူ၏မိဘများကဆိုပါရယ်မန္တလေးတိုင်းမိတီလာမြို့နယ်တွင်စစ်တပ်ပြည်သူစစ်နှင့်ပြူစောတိများကပြည်သူများကိုစစ်ဆေးရေးဂိတ်များတွင်ငွေကြေးတောင်းခြင်းနှိပ်စက်ခြင်းနှင့်အကြောင်းမရှိအကြောင်းရှာဖမ်းဆီး၍ငွေကြေးဖြင့်ရွေးယူခိုင်းမှုများကိုတောက်လျှောက်ဆိုသလိုကျူးလွန်လျက်ရှိကြောင်းဒေသခံပြည်သူများထံမှသိရပါရယ် ဆက်လက်ပြီးတပိတ်ချင်းစစ်ပေးရှောင်စခန်းကိုစစ်တပ်ကလေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်မှုပြည်သူ၂ဦးသေဆုံးပြီးတန်ဃာတော်တပါးနှင့်ကလေးငယ်လေးဦးအပါအဝင်၉ဦးထိခိုက်ဒဏ်ရာရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရှိစစ်ပေးရှောင်စခန်းကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ၂ဦးသေဆုံးပြီးတန်ဃာတော်တပါးနှင့်ကလေးငယ်လေးဦးအပါအဝင်၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပြည်ဦးလင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။ ယမန်နေ့မေလ15ရက်နေ့နနက်9:48မိနစ်အချိန်သပိတ်ချင်းမြို့နယ်ကိုးမိုင်ကျေးရွာနယ်လမ်းလေကျေးကျေးရွာအကြားရှိစပေးရှောင်စကန်းကိုအကြမ်းဖက်စစ်တပ်ကဂျက်ဗိုက်တာတစ်စီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ဤလေကြောင်းတိုက်ခိုက်မှုကြောင့်အသက်60နှစ်အရွယ်အမျိုးသားတအုပ်နှင့်အမျိုးသမီးတအုပ်သေဆုံးခဲ့ပြီးကလေးလေးဦးနှင့်တန်ကားတော်တစ်ပါးအပါအဝင်ပြည်သူကိုဦးတီးခိုက်တရားရရှိခဲ့ကြောင်းသိရှိရပါတယ်။ ကိုမိုင်ရွာနဲ့လမ်းလေကျကျေးရွာအကြားကစပေးဆောင်စခန်းကိုအကြမ်းဖက်ဆက်တက်ကဂျက်ဖိုက်တာတစီနဲ့လေးချောင်းတိုက်ခိုက်မှုပြုလုပ်သွားတာပါအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ပွေချင်းပြီးသေဆုံးသွားတယ်ကလေးငယ်တွေကတန်ကားတော့တပါကောထိခိုက်ဒဏ်ရာရတယ်ဟုပြည်ဦးနဲ့ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောဆိုပါတယ်ပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီနှင့်ဝေယာတွင်နေထိုင်ကြရနှင့်လေချောင်းရံကာကွယ်နိုင်ရန်ဘုံခိုခြင်းများလူထကြရန်ပြည်ဦးနှင့်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနှိုးဆော်ထားပါသည်။ ဆလပီလိုင်းသားရရှိ Cherry Adidas ဖနက်ဆက်ရုံတွင်တရက်လရင်လောက်အားက12000ကျပ်ရရှိရေးအလုတ်သမား6000ခန်းတတိယနေ့အဖြစ်ဆက်လက်ဆန္ဒပြနေပြီးအလုတ်ရှင်စတန်နှင့်ရဲကိုခေါ်မိဟုချိန်ချောက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရှန်ကုန်တိုင်းနိုင်သာယာမြို့နယ်တမကုန်းအနီးရှိ Cherry's Adidas Fitness ရုံတွင်တရက်လျင်လှုပ်အားက12000ကျပ်တုံ့ပြန်ပေးရတဲ့အလုသမားများကတတိယနေ့အဖြစ်ဆက်လက်ဆန္ဒပြနေပြီးအလုရှင်ကစစ်တပ်နှင့်ရဲကိုခေါ်မိဟုချိန်ချောက်နေကြောင်းဆန္ဒပြအလုသမားများကပြောဆိုပါတယ်မေလ14ရက်နေ့မှာစာရွေးအဆိုပါဖက်နက်ဆက်ရုံမှအလုသမားများကလှုပ်အားခဒုမြရရှိရေးစတင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီးယနေ့တွင်တတိယနေ့အဖြစ်အလုသမား6000ခန်းကဆက်လက်ဆန္ဒပြနေခြင်းဖြစ်ကြောင်းသိရှိရပါသည် ကျွန်တော်တို့ဘက်ကအလုသမားကိုစလေတွေကတရက်လောက်အားကငွေကျပ်8000အောက်မကြဘဲတောင်းဆိုထားတာပါအဲ့ဒီအောက်ကြရင်တော့ဒီလိုပဲဆန္ဒပြနိုင်မယ်လို့ပြောထားတယ်သူတို့မလိုက်ရောပဲစစ်တပ်နဲ့ရဲခေါ်မယ်ဆိုပြီးချိန်ချောင်းနေတဲ့ဟူဆန္ဒပြအလုသမားတအုပ်ကဆိုပါတယ်မေလ14ရက်နေ့မှာစတင်နေ့စဉ်နဲ့နဲ့ပိုင်းမှညနေပိုင်းအထိရင်းဆက်ရုံတွင်ဆန္ဒပြမှုကြောင့်အလုံများရနာချပြီးအလုံရှင်ဘက်ကအလုံသမားများဤတောင်းဆိုမှုများကိုအကြောင်းအမျိုးမျိုးပြ၍ညှင်းဆက်နေကြောင်းသိရှိရပါသည် စက်ယုံဘက်ကတိကျတဲ့အဖြေမပေးဘူးအလုတ်သမားတွေတောင်းဆိုတာလည်းမရနိုင်ဘူးလို့ပြောနေတယ်ဟုဆန္ဒပြအလုတ်သမားတအူးကရှင်းပြပါတယ်။ Cherry Adidas ဖနက်စက်ယုံမှာဆန္ဒပြအလုတ်သမားများကိုယနေ့တတိယနေ့အဖြစ်ဆက်လက်ဆန္ဒပြလျင်ခွင့်မဲ့အဖြစ်သတ်မှတ်ပြီးအလုတ်ထုတ်မည်ဟုလည်းအလုတ်ရှင်ကချိန်ကြောက်ထားပါတယ်။ Cherry ဖနက်စက်ယုံမှာတရုတ်နိုင်ငံသားပိုင်ဖြစ်ပြီးကမ္ဘာကျော် Adidas ဖနက်များကိုအဓိကထုတ်လုပ်နေခြင်းဖြစ်က2014ခုနှစ်ဝင်းကျင်အချိန်ကလေးကစက်ယုံစတင်လည်ပတ်ခဲ့ခြင်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစပ်ပဲခူးအရာဝတီနှင့်မကွေးတိုင်းတို့တွင်တိုက်ပွဲဆက်ဖြစ်နေဟုအေအေပြောကြောက်ဖြူမျိုးနိုင်တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်အစက်ဒေသများဖြစ်သောပဲခူးအရာဝတီနှင့်မကွေးတိုင်းနယ်စပ်တို့ရှိအာရကတက်တော်အေအေတက်စခန်းများရှိရာကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုင်းနေ၍တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းအေအေဤပြောရေးဆိုခွင့်ရှိသူဦးခိုင်သူကကသတင်းဌာနသို့ပြောပါတယ်။ ရှက်ခိုင်းတဲ့အရာဝတီအဆက်ဖက်မှာလည်းကျွန်တော်တို့ရှိတဲ့နေရာတွေကိုစစ်ကောင်စီဘက်ကနေတောက်လျှောက်ထိုးစစ်ဆင်နေတဲ့အတွက်တိုက်ပွဲတွေကတော့နေရာတော်တော်များများမှာဆက်ပြီးတော့ဖြစ်နေတာတွေရှိတယ်။နောက်ဒီရခိုင်နဲ့ပဲခူးအဆက်မှာဆိုလို့ရှိရင်လည်းအဲ့ဒီမှာလည်းအလားတူပါပဲကျွန်တော်တို့ရှိတဲ့နေရာတွေကိုစစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဟုဥခိုင်သူခါကပြောပါတယ်။ အေးအေးအပါအဝင်မြောက်ပိုင်းမဟာမိတ်၃ဖွဲ့သည်ငလင်တန်တဲ့ပြည်သူများနှင့်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိနေသောနေရာများတွင်ထိုးစစ်များပြုလုပ်မည်မဟုတ်ဘဲတပတ်သက်အဖြစ်ရကာလအားမေလကုန်ပိုင်းအထိကြီးညာထားသည်ထို့ပြင်စစ်ကောင်စီကအဖြစ်ရမည်ဟုကြီးညာထားတော်လဲမြေပြင်ထိုးစစ်စဉ်လေကြောင်းနက်နက်ကြီးဒရုန်းတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေခြင်းဖြစ်သည် ကျွန်တော်တို့ဘက်ကတော့အပြစ်ခတ်ရစဲရေးကြေညာထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကသူတို့လာတိုက်လို့ရှိရင်တော့ခုခံပြစ်ခတ်တဲ့အနေထားလောက်ပဲရှိရဲ့ဗျ။ထိုးစစ်တွေကတော့ရက်ထားတယ်ဗျ။ ဘာကြောင့်လဲဆိုကျွန်တော်တို့ကအပြစ်ခတ်ရစဲရေးညင်ညာထားတယ်။ဒါကြောင့်မို့လို့ကိုကသွားပြီးတော့သူများကိုအရင်သွားပြစ်တာတော့မရှိဘူးဟုဦးခိုင်သူခါကပြောပါတယ်။ထို့ပြင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့တွင်လည်းစစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်လာ၍တိုက်ပွဲပြင်းထန်နေကြောင်း၎င်းကဆက်ပြောပါတယ်။ကြောက်ဖြူမှာတော့အချမ်းပတ်စစ်ကောင်စီကကြောက်ဖြူမြို့အပြင်ဘက်မှာရှိတဲ့ကျွန်တော်တို့အေအေတပ်ဖွဲ့တွေရှိတဲ့နေရာကိုသူကဒီတောက်လျှောက် ထိုးစစ်ဆင်တိုက်ခိုက်နေတာရှိတယ်။ဆိုတော့သူတို့ဘက်ကလာပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လို့ရှိရင်တော့ကျွန်တော်တို့ဘက်ကပြန်ပြီးတော့ခုခံတဲ့အနေအထားမျိုးဖြစ်တယ်။ဒါကြောင့်မလို့ကြောက်ဖြူမျိုးအပြင်တဝိုင်းမှာတော့တိုက်ပွဲတွေကနေ့စဉ်ရက်ဆက်ပြင်းပြင်းထန်ထန်ဖြစ်နေတာရှိတယ်ဟုဦးခိုင်သူခါကပြောပါတယ်။ ငလင်တန်တဲ့ပြည်သူများအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများထိရောက်စွာပေးနိုင်ရန်အပြည့်ရထားသည့်ကိုစစ်ကောင်စီကအခွင့်ကောင်းယူပြီးအပြစ်မဲ့ပြည်သူများအားလေကြောင်းမှဘုံကျဲတိုက်ခိုက်နေရရခိုင်ပြည်နယ်တွင်နှစ်ရက်အတွင်းပြည်သူ14ဦးသေဆုံးပြီး23ဦးဒဏ်ရာရရှိခဲ့ကြောင်းအရကကြက်တော် AA ကနေ့လ14ရက်ညပိုင်းတွင်သတင်းထုတ်ပြန်ကြပါသည်။အပြစ်မဲ့ရဲသားပြည်သူများကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်နေကစစ်ရာဇဝတ်မှုများကိုနိုင်ငံအနှံ့ဇက်တိုက်ကျူးလွန်နေသောစစ်ကောင်စီ၏လုပ်ရက်ကိုကောင်းစွာမှတ်တမ်းတင်ထားသည်ဟု AA ကအတည်ပြုထားပါသည်။ ်။မေလ13ရက်ကရသေတောင်မြို့နယ်နှင့်မေလ14ရက်ကကြောက်တော်မြို့အားလေးချောင်းတိုက်ခိုက်မှုကြောင့်အယက်သားထိခိုက်သေးဆုံးမှုအပေါ်အေအေကထုတ်ပြန်ခြင်းဖြစ်သည်။